သားတို့သမီးတို့ရေမင်္ဂလာပါဒီချေကတော့သားတို့သမီးတို့ဒီနေ့ခန်းခွဲငါနွားចောင်းသင်ငန်းစာကိုတင် जा ပေးมาဖြစ်ပါတယ်သားတို့သမီးတို့ရေဘယ်လိမ့်ဆန်လေးတွေကိုမြင်မှုပါသလဲ အဲ့ဒီလိပ်စံတွေအများကြီးတဲ့ကနွားကိုရောမြင်မှုပါသလားတီချဲဖတ်ပြတဲ့စာပိုက်ရဲ့အကြောင်းအရာလေးတွေကိုတည်တည်ချာချာလိုက်နာထောင်မယ်နော်ဘယ်နေရာလေးမှာဘာစကလုံးလေးတွေကခက်ခဲတယ်ဘယ်နေရာလေးမှာဘယ်စကလုံးလေးတွေကိုမှတ်သားထားရမယ်ဆိုတာလေးကိုသားတို့သမီးတို့ကြိုတင်ပြီးတော့လုပ်ထားရမယ်နော်အဲ့တော့တီချဲကဖတ်ပြမယ်နွားအကြောင်းမြမလေယာဉ်လုပ်ငန်းတွင်နွားကို အသုံးပြုကြသည် လေယာစတင်ထွန်ရက်သည့်အချိန်မှစ၍တီးနှံများကိုတင်းဆဲပြီးသည့်အချိန်အထိနွားနှင့်အလုလုကြရသည်။ကဲဒုတိယစာပိုက်ကလေးနွားထီးများကို လုပ်ငန်းများတွင် အသုံးပြုကြသည်။နွားမများကိုမူလူစားနွားအဖြစ်မွေးမြူကြသည်။အချို့သောနိုင်ငံများတွင် အသားရရန်နွားကိုတီးတံမွေးမြူကြသည်။ကဲနောက်စာမျက်နှာတစ်ခုမှာ ုံလေးလဲကြည့်ပြီးတော့စာအုပ်ဖတ်မယ်။နွားကိုလဲတွင်တက်ဆင်ကခྱི་သွားရန်နဲ့တဲယူပို့ဆောင်ရန်အသုံးပြုကြသည်။စက်မှုထွန်ကားသောခစ်တွင်နွားကို အသုံးပြုသူနဲပါသွားတော်လဲ။အလှူမင်္ဂလာပွဲ၊ရှင်လောင်းလှဲ့ပွဲ၊မင်္ဂလာအခမ်းအနားပွဲစသည်တို့တွင်လဲရင်ကိုတခန်းတနာအသုံးပြုနေစေဖြစ်သည်။ သွေးတူမွေးတူနွားများကိုချူများအစင်တစားများဆင်မီလျင်လဲရင်တွင် ကရွေမောင်းနေလေးရှိသည်နွားကြောနွားကောင်းများကို အလှမွေးကြသည်မြန်မာနိုင်ငံတွင်နွားများကိုစက်ချက်များသို့လွှတ်၍နွားကြောင်းလေးရှိကြသည်နွားစာများမှာမြက်ကောက်ယူပြောင်းယူပဲဖတ်နှမ်းဖတ် စသည်တို့ဖြစ်သည်နွားများကိုခြံခတ်၍တော်၎င်းနွားတင်းကုန်များဆောက်၍တော်၎င်းထားလိရှိသည်နွားသည် လူတို့အတွေ့အသုံးဝင်သောလိပ်စံဖြစ်သည်အဲ့တော့သားတို့သမီးတို့ကဖတ်စာဥပအကြောင်းအရာကိုဖတ်ပြီးသွားပြီဆိုတဲ့အတွက်ကြောင့်နွားအကြောင်းကိုတော့တည်သွားတယ်เนาะဖတ်စာဥမှာအကြောင်းအရာမှာပါတဲ့เนาะခက်ခဲတဲ့စကားလုံးတွေ နော်အမျိုးအစား꿰ပြရင်လဲပုတ်ကလေးတွေစာကြောင်းဆုံးရင်ပုံမဆိုတဲ့အကြောင်းအရာလေးတွေလည်းသားတို့ကဖတ်စာအုပ်မှာမြင်တွေ့ပြီးကြတယ်။ teacher ကပရမအုပ်ဆုံးနွားကြောင်းကိုဖတ်ပြီးပြီဆိုတော့နွားကြောင်းကိုပြောပြအောင်မယ်နော်အဲ့တော့ပထမအပိုက်မှာရှိတဲ့မြမလေယာလုပ်ငန်းတွေနွားကိုအသုံးပြုကြရဆိုလေယာဆိုတာကစပားတွေစိုက်ပြုတ်လို့ရတဲ့နေရာနော်အဲ့တော့အဲ့ဒီလေယာမှာစတင်တဲ့အချိန်ကနေပြီးတော့ရိတ်သိမ်းပြီးရဲ့အချိန်ထိနော်တီးနှံတွေကိုတင်းဆက်ရတယ် တိမ့်စေရတယ်ဆိုစတင်တာလေသမားတွေကစဘာတွေကိုစတင်ပြီးစိုက်ပြိုးတယ်။ဟာစဘာပင်တွေဖြစ်လာပြီးတီးနှံတွေဖြစ်လာပြီးဆိုရဲအဲ့ဒီစဘာတွေတီးနှံတွေကိုရိတ်သိမ်းပြီးတော့အရေးကောင်းတဲ့လေတွေမိုးတွေမထိနိုင်တဲ့နေရာမှာထားတာကိုတိမ့်စေတယ်လို့ပြောတယ်။အဲ့တော့ရိတ်သိမ်းတဲ့လေယာစတင်လုပ်တဲ့အချိန်ကနေစပြီးတော့ရိတ်သိမ်းတဲ့အချိန်အထိလွားတွေနဲ့အလုံးလုံးကြရတယ်။နော်ဒုတိယစာပိုက်ကလေးကိုတော့ဒီချေကပြောပြမယ်ဆိုရင် နွားထီးတွေကကြတော့လေယာဉ်လုပ်ငန်းမှာအလုပ်လုပ်ဖို့အသုံးပြုတယ်။မှန်နော်။နွားမတွေကကြတော့နိုစားနွားတွေရအောင်မွေးမြူကြရတယ်။အဲ့တော့နွားမတွေကနိုတွေရကြတယ်နော်။အချို့နိုင်ငံတွေမှာဆိုတော့အသားရရင်နွားကိုတခါတည်းတီးတံမွေးအသားဆိုရင်သားတို့သမီးတို့တီးပြီးသားပဲနော်။အဲ့နွားရဲ့အသားဆိုရင်ဟိုသားတို့သမီးတို့စားသုံးနေတဲ့အမဲသားပဲဖြစ်တယ်။ เนาะအဲ့တော့နွားသားကိုရဖို့လဲနွားကိုတည်တံ့ဝင်းပြကြရတယ်တတိယစာပိုင်းမှာတော့ဘာကစကလုံးလေးရဲ့အတိတ်ပဲကိုသိရမလဲဆိုဒီချက်ပြောပြမယ်လှဲရင်လှဲရင်ဆိုတာအလှမောင်းရန်တစားဆင်ထားတဲ့လှဲကိုလှဲရင်လို့ခေါ်တယ်ချူဆိုတာကနွားရဲ့လက်ဘေးမှာဆွဲထားတဲ့ခလောက်ကလေးเนาะသူကတတုအဆန်လေးနဲ့လှုပ်ထားတယ်အထဲထဲမှာအဲအခေါင်းကဟောင်းလောင်းပေါက်ကလေးနဲ့เนาะအပေါက်ကလေးပါတယ်เนาะသွားလိုက်လို့ရှိရင်နွားက အမလဲလေးနဲ့သွားတဲ့အခါမှာအိတ်ချူတန်လေးက clock 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 နဲ့မှီနေအဲ့ထဲမှာအခရဲဆိုတာကလဲယထာစသည်တို့၌ကျွဲနွားတွေကိုတက်ဆင်တယ်နော်တက်ဆင်ပြီးတော့ဟိုသွားတာကိုကရဲလို့ခေါ်တယ်နောက်ဆုံးတစ်ပိုက်မှာကျတော့နွားတင်းကုတ်နွားတင်းကုတ်ဆိုတာကနွားတွေနေထိုင်ရန်ပြုလုပ်ထားတဲ့နေရာနော်စကြက်ဆိုတာကလည်းတလိမ့်ဆန်တွေက သွာလာပြီးတော့လှဲ့လဲပြီးတော့စားတောက်လို့ရတဲ့အရက်ကိုစကြဲလို့ခေါ်တယ်เนาะအဲ့တော့သားတို့သမီးတို့ကဖတ်စာပါအเจ้าရရဲ့ဖတ်ပုံဖတ်နည်းစာเจ้าမှာအမျိုးစားကွဲပြားရင် ပုတ်ကလေးစာเจ้าတစ်ချောင်းပြီးဆုံးသွားလို့ချင်းပုံမလေးနှစ်ချောင်းထည့်ပြီးရေးရတယ်ဆိုတာလေလေ့လာပြီးတော့ဖတ်ရမယ်ရေးရမယ်เนาะနားမလဲတဲ့စကားလုံးလေးတွေခက်ခဲတဲ့စကားလုံးလေးတွေကိုမှတ်ထားပါ ဒီနေ့သင်ခန်းစာကတော့ဒီလောက်ပါပဲနောက်နေ့မှာပြန်ဆုံပြီးတော့ဆွေးနွေးကြမယ်နော်